2014ခုနှစ်ဇူလိုင်လ19ရက်နေ့မှာကြာရောက်တဲ့69နှစ်မြောက်အာဇာနည်နေ့ခမ်းနာကိုရန်ကုန်မြို့ရှိအာဇာနည်ဘိမှန်မှာကျင်းပခဲ့ရာဒုတိယသမ္မတဒေါက်တာဆိုင်းမောက်ခမ်းတက်ရောက်ကာရပြုခဲ့ပါတယ်။အဆိုပါခမ်းနာကိုနနက်၈နာရီမှာစတင်ခဲ့ပြီးအာဇာနည်နေ့အထိမ်းအမှန်လွမ်းသူပန်းငွေချကတက်ရောက်ကာရပြုခြင်းကိုပြုလုပ်ခဲ့ကြရာပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းအမျိုးသားလွတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြည်တော်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးတို့ကဦးစွာတက်ရောက်ကာရပြုခဲ့ကြပါတယ်။

ပြည်သူ300ဘိုးချုပ်အောင်ဆန်းနေတကွာသာသာလူကောင်းကောင်းကြီးများလေးကြည့်ရန်အလုံးဟင်းဘိုးချုပ်ဆန်းနေတကွာသာသာလူကောင်းကောင်းကြီးများဘယ်နှပြောင်းဒုတ် ယ်တေတောတောတောင်းဖွဲ့ဒါအပြင်အခုနှစ်မှာတော့ဘိုးကျောင်းအောင်ဆန်းရဲ့တားဖြစ်သူဥအောင်ဆန်းဦးနဲ့ဇနီးတို့ကလည်းကိုရိုင်းတက်ရောက်ကာရပြုခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘိုးကျောင်းအောင်ဆန်းရဲ့သမီးဖြစ်သူဒေါအောင်ဆန်းစုကြည်ကလည်းတီးခြားကာရပြုခဲ့ပါတယ်။ဟောဘယ်လိုခဲ့မှာကိုယ်နိုင်တော့ဗျာ။

gọi là gì dù tính là gì rau Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn scope. Oh အပြင်အာဇာနည်နေ့မှာကြာဆုံးခဲ့တဲ့အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့မိသားစုဝင်တွေကလည်းအလှည့်ကျဂါရပြုခဲ့ကြတယ်လို့သိရပါဗျ။အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့မိသားစုဝင်တွေဂါရပြုပြီးမှတော့နနက်9:45မိနစ်မှာကြိုတင်စည်းရင်ပေးထားတဲ့နိုင်ငံရေးပါတီတွေအသင်းအဖွဲ့တွေနဲ့တန်ယုံတီတီကဂါရပြုမှုကိုပြုလုပ်ခဲ့ကြပါဗျ။ အာဇာနီနေ့မှာအမျိုးသားကောင်းဆောင်ကြီးတွေကိုဂါရပြုလို့ကြတဲ့အများပြည်သူတွေဟာနနက်9နာရီခွဲခန့်ကလေးကလာရောက်ဆောင်ဆိုင်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့နနက်9နာရီခန့်မှာတော့လူရချီရှိရဲ့အထိများပြလာပြီးဒီလိုအများပြည်သူလာရောက်ကာရပြူတာကိုနေ့လယ်12နာရီခန့်မှာသာဝင်ရောက်ကာရပြူခွင့်ပေးခဲ့တာဖြစ်ပါတယ်။